မြန်မာနိုင်ငံရဲ့အေးချမ်းလာတဲ့တောင်ကုန်းတွေအကြားမှာတပါဝါအလတရားတွေဖုံးလွှမ်းနေတဲ့ကျေးလက်တော်ရွာကလေးတရွာရှိပါတယ်။အဲဒီရွာကလေးကိုတော့မုံညင်ပန်းရွာလို့ခေါ်ဆိုကြတာပေါ့။ဘာလို့အဲဒီလိုခေါ်ဆိုရသလဲဆိုရင်တော့ရွာကိုဝင်းရံထားတဲ့တောင်ကုန်းတွေကြားထဲမှာနှစ်စဉ်နှစ်တိုင်းဆောင်းရသည်ရောက်ရင်မုံညင်ပန်းကလေးတွေကစုပြုံပြီးပွင့်လေရှိတာကြောင့်ပဲဖြစ်ပါတယ်။ဒီရွာကလေးမှာ လူဦးရေကအနည်းငယ်လောက်ပဲနေထိုင်တာပါ။ ။နောက်ပြီးရွာကလေးကိုကြီးလိုက်တာနဲ့ရိုးရှင်းပြီးစိမ့်လန်းတဲ့သဘာဝတရားတွေနဲ့လှပမှုကို ခံစားစေရပါလိမ့်မယ်။ရွာတွေကရွာသားတွေဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြပြီးအမဲလိုက်ရှင်တစ်ဥတစ်ဖူးတွေတူးတာတွေမျိုးပေါ်ကိုတက်ပြီးရောင်းချခြင်းတွေကိုလုပ်ကိုင်ကြပါရယ်။မွေးမြူရေးကိုအဓိကထားပြီးလုပ်ကိုင်ခဲ့ကြတာကြောင့်ရွာတွေကအိမ်တွေရဲ့တဝက်လောက်ဟာကျွဲတို့နွားတို့ကိုပိုင်ဆိုင်ထားခဲ့ကြပါရယ်။ ရွာတွေကလူရှမ်းသားတွေတဲကတအုပ်ဖြစ်တဲ့ဒေါ်တင်မြိုင်တို့ဟာလည်းကျွဲရီအများကြီးကိုပိုင်ဆိုင်လုပ်ထားခဲ့ကြတာပေါ့ဒေါ်တင်မြိုင်တို့ဟာတာမီနှစ်ယောက်တည်းဖြစ်တာမလို့ကျွဲရီကိုတည်တည်ရှည်ရှည်မထိန်ကြောင်းနိုင်ပေအမြဲတမ်းအိမ်ရှိကိုလွတ်ထားရပါတယ်ကျွဲရီကလည်းဘဲကုန်းမှမတော်ပဲအိမ်နားတစ်ဝိုက်ကမြက်တွေကိုသာစားလိရှိတာပေါ့ တရက်မှာတော့ကျွဲတွေဟာအိမ်သားမှမနေကြတော့ဘဲတော်ရဲကို ထွက်လို့သွားခဲ့ကြပါတယ်။တရက်နေနေတစ်ပိုင်းကြာသွားခဲ့ပေမဲ့လို့လည်းကျွဲတွေဟာဒေါ်တင်မြန်ရဲ့အိမ်ကိုပြန်မလာခဲ့ကြပါဘူး။အဲဒါကြောင့်ဒေါ်တင်မြန်ရဲ့သားဖြစ်သူအောင်စီရဟာကျွဲတွေကိုလိုက်ရှာဖွေဖို့အတွက်အကြောင်းဖန်လိုလာခဲ့ပါတယ်။အောင်စီရမှာအယံကိုလိန်မာလာတဲ့ခွေးလေးတစ်ကောင်ရှိပြီးမဲတူလိုနာမည်ပေးထားပါတယ်။ခွေးကလေးကအမဲရောင်ဖြစ်ပြီးအယံကိုရှစ်စရာကောင်းတာမို့ပါ။ မဲဒူဟာအောင်စီရကိုအရန်ရှိပြီးအင်မတန်မှဟိုမှာတည်တက်တဲ့ခွေးလေးတစ်ကောင်ပဲဖြစ်ပါတယ်။အခုတော်ရဲမှာကျွဲရှာဖွေရေးသွားဖို့အတွက်အောင်စီရနဲ့အတူမဲဒူကလည်းအဖော်လိုက်ပြီးမှပဲဖြစ်ပါတယ်။ ်ဒေါ်ရဲကိုသွားတော့မင်းတားဖြစ်သူကြောင့်ဒေါ်တင်မြိုင်ဟာရွာရဲအတိုးသွားကောက်ဖို့ရာကိုနောက်ဆုတ်ထားပြီးတားဖြစ်သူကိုဂီယူဆိုင်ဖို့အတွက်မှာကြားနေပါတယ်ဒေါ်တင်မြိုင်ဟာရွာရဲမှာအတိုးရှိစားတဲ့သူပဲဖြစ်ပါတယ်အားရင်အားသလိုပွဲစားလဲလုပ်တတ်ကပတ်စံကိုအယမ်းရှာနိုင်တဲ့သူတယောက်ပေါ့အဲဒါကြောင့်မင်းအောင်စီရကဘာမှမလုပ်ပဲအိမ်မှာခွေးတကောင်နဲ့အေးစီနေနိုင်တာပေါ့ဗျာတားတွားရင်ဂီယူဆိုင်သွားနော်ကြားရဲ့လားအခုတလောတော်ရဲသွားပြီးပြန်မလာကြတဲ့တဲ့ရင်တွေက ညားကညားနဲ့သားရဲ့မင်းတို့အမေကမလွတ်ချင်ဘူးမင်းကသာသွားရှင်နေဆိုလို့အမေကလွတ်တာနော်တေရှားပေါက်ဘာမှမဖြစ်ပဲမြန်မြန်ပြန်လာခဲ့ကြားရဲ့လားပျောက်သွားတဲ့ကောင်တွေကိုမတွေ့လဲဘာမှမဖြစ်ဘူးနော်ဟုတ်ဟုတ်ကဲ့ပါအမေရဲ့အော်ဘာမှစိတ်မပူပါနဲ့နော်ဒါတေရှားတွေ့အောင်ရှာလာခဲ့မယ်ဗျာဒါဒီလောက်ကတော့လုံနိုင်ပြီသားပါအမေရဲ့ဒါကိုကလေးထင်နေတာလားမသိပါဘူးဗျာ ဟုတ်ပါတယ်။အောင်စရာကအသက်30နာကက်တော်မီလူငယ်တယောက်ပဲဖြစ်ပါတယ်။မိဘရဲ့ပစံတွေကိုဖြုံးလိုက်မဲဒူနဲ့ကစားလိုက်နဲ့ဒီရွာမှာအตายာဆုံးလူကိုပြပါဆိုရင်အောင်စရာကိုလက်ညှိုးထိုးပြရပါလိမ့်မယ်။ဒီအသက်ရွယ်အထိရီးစားလဲမထားသလိုအိမ်မှာပဲနေပြီးအိမ်အလုံးလေးနည်းနည်းလုပ်လိုက်ကစားလိုက်နဲ့တတော်ကိုမှตายာလို့နေတာပေါ့။ အောင်စရာဟာအိမ်မနေရတာပြင်လာရင်မဲသူကိုခေါ်ပြီးရွာထဲကိုပက်လိုက်မြို့တက်ပြီး shopping ထွက်လိုက်လုပ်တတ်ပါသေးတယ်။ဒါပေမဲ့အခုတစ်ခေါက်မှာတော့သွားစရာနေရာကပေါ်လာခဲ့တာကြောင့်ရေကန်အစ်စ်ကြအတင်းဖြစ်လို့သွားခဲ့တာပေါ့။ မဲဒူဟာအောင်စရရဲ့လွယ်အိတ်ကလေးကိုရှီလာခဲ့ပြီးတောထဲကိုသွားဖို့ရာသူလည်းမထိန်းထားနိုင်တော့တဲ့ပုံပါပဲအမီလေးတရံရဲနဲ့အောင်စရကိုမောကြည့်နေတဲ့ပုံစံဟာအသေးရဖို့ကောင်းလာပါတယ်အဲဒီနောက်မှာတော့လွယ်အိတ်ကိုပခုံးပေါ်တင်ကကျွဲချောင်းနဲ့တို့ကိုဂိုင်းပြီးကျွဲတွေကိုသွားရှာဖို့အတွက်တောထဲကိုစတင်ထွက်လာခဲ့ပါတော့တယ်နောက်မှာတော့မဲဒူကအမီတရံရဲနဲ့အောင်စရရဲ့နောက်ကနေလိုက်ပါလို့လာခဲ့တာပေါ့ ။ဒေါ်ဇက်ကိုရရောက်ရှင်းမှာပဲရာတီဥတုကအုံမိုင်းလာခဲ့ပြီးမြူကုန်းငွေတွေနဲ့အတူမိုးရေဆက်တွေကလည်းကျဆင်းလို့လာခဲ့ပါရယ်။တစ်ပင်တွေအုံဆိုင်နေတဲ့တောထဲမှာမြူကိုးတွေကတဖြည်းဖြည်းပြေးလို့လာခဲ့ပြီးနေရောင်ကြီးကလည်းတဖြည်းဖြည်းပျောက်ွယ်ကအုံမိုင်းလို့သွားခဲ့ပါရယ်။မြူကိုးတွေကတောတောင်တစ်ခုလုံးကိုအုံဆိုင်နေတဲ့အပြင်မိုးရေဆက်တွေကလည်းတဖြောက်ဖြောက်ကျလာခဲ့ပြီးဆူဆွတ်ကပိုပြီးတော့အေးလာပါရယ်။အောင်စရာနဲ့မဲဒူတို့ကတော့ဘာမှမဖြစ်တဲ့အလားအရှိကိုသာတန်တမမတ်သွားရင်ကျွဲရီက ကိုရှာတွေ့ဖို့အတွက်ကိုသာအာယုံဆိုင်လုံနေခဲ့ကြပါတယ်။မိုးတန်တွေတဖြောင်းဖြောင်းနဲ့အတူဖားဟော်တန်တွေကလည်းတခါတရံကြားရတတ်သေးတာပေါ့။ဒါကြောင့်မို့အောင်စီရဟာပတ်ဝန်းကျင်ကိုအာယုံဆိုင်ရင်မြေပြင်ပေါ်ကကျွဲရှိရာတွေကိုကြည်ရင်နဲ့ပဲတဖြည်းဖြည်းဒေါ်နယ်ကြီးတွေကိုတိုးရှို့ဝင်ရလိုလာခဲ့ပါတော့တယ်။ဒေါ်နယ်ကြီးတွေကိုရောက်လေလေမြူခိုးတွေကပိုပိတ်ပြီးမိုးရီဆက်တွေကလည်းအစမပြတ်ကြာဆင်းလုံနေပါတယ်။အေးဆန်နေတဲ့လေတူးနဲ့တခါတလေပြတ်တိုက်သွားတဲ့လေတူးတွေမှာ ပုံနဲ့လိုလိုမတတိစရာကောင်းတဲ့အနံ့တွေကလည်းရောပါလာတတ်သေးတာပေါ့အဲဒါကြောင့်ပဲအောင်စီရတယောက်နှာခေါင်းကိုလက်နဲ့အသာပိတ်လို့ကျွဲရှိရာတွေနောက်ကိုပဲအမြန်လိုက်လို့လာခဲ့ပါလေ ဒါပေမဲ့လည်းကျွဲတွေကိုမတွေ့ရသေးပဲနေအောင်ကြီးပြပြကအနှဲငယ်အယောင်ရောလာခဲ့ပြီးမိုးရှုံနေဝင်တော့မယ့်အကြောင်းကိုပုံဖော်ပြနေခဲ့ပါတယ်။လိမ္မော်ရောင်ကောင်းကင်ကြီးကနေကြာရောက်လာတဲ့လိမ္မော်ရောင်နေအောင်ကြီးတွေဟာတိတ်ဆိတ်ကနှက်ဆိုင်လာတဲ့တောနယ်ကြီးတွေကမြူခိုးတွေနဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့ကြောရှမ်းပွေအတီးပါပဲ။အောင်စီရနဲ့မဲသူတို့ကတော့နေဝင်တော့မှာမလို့ကျွဲတွေအတွက်ပို့ပြီးစိတ်ပူလို့သွားခဲ့ပြီးခတ်တွတ်တွတ်ပဲလိုက်ရှာကြပါတော့တယ်။ဒီလိုနဲ့တွားရင်တွားရင်လည်းပဲအလင်းရောင်ပြပြသာကျန်လို့หนีခဲ့တော့တာပေါ့။ အဲ့ဒီအချိန်မှာပဲရေကန်အတင်းကြာအတင်းနဲ့ပူဟောင်းနေတဲ့တဲအိမ်တလုံးကို တွေ့ရှိလို့သွားခဲ့ပါတယ်။အိမ်ကြီးဟာလူမဏီတော့ကကြာတဲ့ပုံပေါက်နေခဲ့ပေမဲ့လို့လည်းနေလို့ရတဲ့အရှိန်ဒီမှာတော့ရှိနေတာကြောင့်ဒီမှာပဲတညတာနားနေလိုက်ဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ပါတော့တယ်။မဲတို့ရေငါတို့တော့ဒီမှာပဲနားကြရအောင်ကွာ။တကူလုံးလေးညောင်းကိုက်နေပြီ။ အဲဒီလိုနဲ့အောင်စီယားနဲ့မဲဒူတို့ဟာအိမ်ပေါ်ကိုတက်ပြီးမောဖြီခဲ့လိုက်ကြပါတယ်။ဒီအိမ်ထဲမှာရှိနေတဲ့မီးအိမ်ကိုမီးညီခဲ့လိုက်ပြီးအလင်းရောင်အတွက်သုံးကယူလာခဲ့တဲ့အစားအစာတွေကို အတူတူမျှစားနေခဲ့လိုက်ကြတာပေါ့။စားပြီးတောက်ပြီးခဏနားလိုက်ကတနိဒာပင်ပန်းသမားတွေကိုဖြည့်ဖြတ်ဖို့အတွက်စောစောပဲအိပ်ရာဝင်ခဲ့လိုက်ကြပြီးမနက်ဖြန်ကျရင်ကျွေးရီကိုရအောင်ရှာဖွေဖို့ကိုသာစိတ်နှလုံးသွင်းထားခဲ့လိုက်ပါတော့တယ်။ဒေါ်နယ်ကြီးထဲမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ဆိတ်နေပြီးတခါတရံ တော်ရင်သားကောင်တွေရဲ့အတန်တွေလေတိုက်တန်တွေရေချားတန်တွေကလည်းအဲ့ရဝင်ပုံပြန်တဲ့ပုံလို့ဖြစ်လို့နေခဲ့ပါတော့တယ်။ဒီလိုနဲ့အောင်စီယာတို့ဟာတမေးလောက်မေးနေခဲ့ပြီးတကောင်ရံလောက်ကိုရောက်တဲ့အချိန်မှာတော့ပတ်ဝန်းကျင်မှာမူမမန္တာရိခစတင်ဖြစ်လို့လာခဲ့ပါတယ်။မဲတူကလည်းနိုးလာခဲ့ပြီးအပြင်ကိုကြည့်ကအားကုန်ဟောင်းတော့တာပေါ့။ မဲရူရဲ့အော်တန်ကြောင့်ပဲအိမ်မောကြနေတဲ့အောင်စီရတယောက်노ထားလိုလာခဲ့ပြီးမိအိမ်ကိုဆွဲကပတ်ဝန်းကျင်ကိုကြည့်ခဲ့လိုက်ပါလို့ရယ်။မြောက်ဘက်ကိုကြည့်ပြီးဟောင်းလိုက်တောင်ဘက်ကိုကြည့်ပြီးဟောင်းလိုက်နဲ့ဟောင်းနေတဲ့မဲရူကိုကြည့်ပြီးအောင်စီရလည်းပတ်ဝန်းကျင်ကိုအကဲခဲရပါတယ်။ဒါပေမဲ့တိတ်ဆိတ်ကရှင်းလင်းနေတဲ့မြင်ကွင်းကြောင့်ပဲမဲရူကိုစုလိုက်ရတာပေါ့။ဟဲ့ကောင်မင်းရှောင်းမဟောင်းနဲ့ကွာဘာမှလည်းရှိတာမဟုတ်ပဲနဲ့မဲရူဟာအောင်စီရရဲ့စူပူမှုကိုခဏလောက်သာလက်ခံခဲ့လိုက်ပြီးဆက်လက်ဟောင်းနေခဲ့ပါတယ်။ အဲဒီနောက်တစ်ဖက်ကနေခလောက်တန်တဲ့ရွှမ်းရွှမ်းဟာထွက်ပေါ်လို့လာခဲ့တာပေါ့ဟုတ်ပါရဲ့ကျွဲရဲလယ်ဘေးမှာဆွဲထားတဲ့ခေါင်းလောင်းတန်တွေကလာတဲ့ခလောက်တန်ပဲဖြစ်ပါရဲ့ဖိတ်ကောင်ကြီးဒါငါတို့ရဲ့ကျွဲတွေပဲဖြစ်ရမယ်ကွာတွားကြမယ်အောင်စီရလည်းဝန်တာအာရန်နဲ့အတန်ကြားရစီကိုပြေးသွားခဲ့လိုက်ပြီးမဲဒူကလည်းထက်ချက်မကွာလိုက်လို့လာခဲ့တာပေါ့ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ကျွဲတွေကိုလိုက်ရှာလို့နေခဲ့ပြီးနောက်ဆုံးမှာတော့သူတို့ရှာနေခဲ့တဲ့ကျွဲတအုပ်ကိုတွေ့ရှိလို့သွားခဲ့ကြပါတော့ရဲ့ နောက်ဆုံးတော့တွေ့ပြီကွာဟူးအောင်စရာလဲကျွဲတအုပ်ကိုကြည်ကအပြောင်းရှိမရှိစစ်ဆေးနေတော့မှာပဲမဲတို့ကထတ်ဟောင်းပါတော့တယ် တပင်ကြီးရဲ့အနာကိုကြည်ကြည်ပြီးအားကိုဟောင်းနေတဲ့မဲသူကြောင့်မနေတာတော့ပဲဘာလို့ဟောင်းနေလဲဆိုတော့ကိုတည်ကျင်နေစိမ့်နေတပင်ကြီးရဲ့အနာကိုရောက်ရှိလိုလာခဲ့ပါတော့ရယ်။ဘဝင်းကျင်ဟောင်းမောင်မိုင်းကြီးတာကြောင့်မိအိမ်ရဲ့မိန်ပြပြအလင်းရောင်ကိုသာအားကိုလို့နေခဲ့ရပါတယ်။ဒီလိုနဲ့မိအိမ်ကိုကိုင်းကမဲသူဟောင်းနေတဲ့နေရာကိုကြည်လိုက်တော့လှုပ်ရှားနေတဲ့အရာတစ်ခုကိုမြင်တွေ့ခဲ့လိုက်ရပါတော့ရယ်။အောင်စီရဟာရေးရရမမြင်ရတာကြောင့်ဆက်လက်ပြီးကြည်နေကမဲသူကလည်းအဟောင်းမပြတ်ခဲ့ပါဘူး။ ။အဲဒီနောက်လှုပ်ရှားနေတဲ့အရာကြီးဟာခဏတာငြိမ်သက်လို့သွားခဲ့ပြီးမတက်ရက်လိုက်တော့အောင်စရာရဲ့နှစ်ပြန်လောက်ကိုရှိတဲ့အရက်ကြီးချီလုံနေခဲ့ပါတယ်။အဲ့ဒီအရာကြီးဟာအောင်စရာကိုနောက်ကျောပေးထားတာကြောင့်မလို့ဘာလဲဆိုတာကိုအတိအကျမသိရပေမဲ့လို့လေအင်မတန်မအကိုကြောက်စရာကောင်းတာမှခံစားလို့ရနေခဲ့ပါရဲ့ ဒီလိုနဲ့အဲဒီအရာကြီးဟာတပြေးပြေးအနောက်ကိုလှည့်လွတ်လာခဲ့ပြီးအောင်စရရဲ့ဖက်ကိုမျက်နှာရှင်းဆိုင်လာခဲ့ပါတယ်။ခြေလျားလာတဲ့အရက်ကြီးနဲ့အတူမဲတူးနေတဲ့အသားရည်ဖြူဖွေးနေတဲ့သပင်တွေရှိနေပြီးမျက်နှာမှာလည်းအမားရောပေါင်းတောင်းလျှောက်ထောင်ကရှိလို့နေပါတယ်။နောက်ပြီးမျက်လုံးပြူပြူပါးစပ်ပြဲပြဲနဲ့နှစ်ပေလောက်ရှိတဲ့ရှာကြီးကလည်းထွက်လို့နေခဲ့တာပေါ့။အဲဒီမျက်နှာကြီးနဲ့အတူအောင်စရကိုစိုက်ကြည့်လို့သူ့ရဲ့အစားအစာတစ်ခုအလားကြည့်လို့နေခဲ့ပါတော့တယ်။ အောင်စီရကလည်းဟောင်ဒီတဲ့မဲသူကိုအမြန်ပြေးဖို့အတွက်အမိန်ပေးခဲ့လိုက်ရင်ကျွဲလေးကိုရောခေါ်ကအမြန်ထွက်ပြေးသွားခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့နားခဲ့တဲ့တဲအိနာကိုရောက်လာခဲ့ပြီးအောင်စီရနဲ့မဲသူတို့အိမ်ထဲကိုအမြန်ဝင်ခဲ့လိုက်ကတကားကိုလော်ရှားပြီးနေရောက်တာဖက်လို့ကြောက်လို့နေခဲ့ကြပါရဲ့မဲလူကတော့အလိုက်မတီစွာနဲ့ပဲတကားပေါက်ကိုဟောင်းလုံးနေတာပေါ့ဟဲ့ကောင်မအောင်နဲ့လေ ပြောနေတော့မှာပဲတကားပေါင်ကြီးကတဖြည်းဖြည်းပွင့်လို့လာခဲ့ပြီးတရေကြီးရဲ့မျက်နှာဟာရုတ်တရက်ပေါ်လို့လာခဲ့ပါတော့ရယ်အဲဒါကြောင့်ပဲမဲဒူဟာတခင်ကိုကာကွယ်ဖို့တရေကြီးကိုခုံအုပ်ခဲ့လိုက်ပေမဲ့လို့လေတရေကြီးကပျောက်ကွယ်သွားကမဲဒူလည်းအိမ်အောက်ကိုပြုတ်ကြလို့သွားခဲ့ပါတော့ရယ် အောင်စေရကတော့လန်သွားကမဲဒူကိုပြန်ခေါ်ဖို့အောက်စင်းလာခဲ့ပေမဲ့လို့လဲမဲဒူရောတရဲကြီးရောပါရှိမနေတော့ပဲရှင်းလင်းလို့နေခဲ့ပါတော့တယ်။အဲဒီနောက်မြူခိုးတွေကပေါ်လာခဲ့ပြီးတရဲကြီးရဲ့အော်တန်နဲ့မဲဒူရဲ့ဟောင်းတန်ဟာပဝင်းချင်းကနေ ထွက်ပေါ်လို့လာခဲ့ပါတယ်။အောင်စေရကတော့မဲဒူကိုစိတ်ပူစွာနဲ့ပဲအောက်ကိုထိုင်ချခဲ့လိုက်ပြီးလက်အုပ်ရှိကဖျားစာတွေကိုရုတ်ဖတ်နေခဲ့လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့တညတာကုံဆုံးလို့သွားခဲ့ပြီး လက်ဆက်တဲ့လေတိုးနဲ့အတူအရှိဘက်ကနေအောင်ကြီးတွေကလည်းတရွတ်တရဲကြားတွေကနေထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။တဲအိမ်ထဲမှာအိမ်မောကြနေတဲ့အောင်စီယာကတော့အပြင်ကကျွဲတွေရဲ့ခလောက်တန်နဲ့နိုးထားလို့လာခဲ့တာပေါ့။ဘေးကိုကြည့်လိုက်တော့ခါတိုင်းလိုမဲသူကရှိမနေတော့တာကြောင့်အပြင်ကိုထွက်လို့သူ့ရဲ့ခွေးလေးများပြန်လာမလားလို့စောင့်ရင်းပဝင်းချင်းကိုအကဲခန့်နေခဲ့လိုက်ပါတယ်။ဒါပေမဲ့လို့လည်းစောင့်မျှော်နေတဲ့သူဟာပေါ်မလာခဲ့တာကြောင့်ကျွဲတွေကိုဇွဲပြီးအိမ်ပြန်ဖို့အတွက်ကိုသာဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။အသွားတော့ကတူတူလာခဲ့ပေမဲ့ မင်းတို့လည်းပြန်တဲ့အချိန်မှာတော့သူတယောက်တည်းရှိနေတာဖြစ်တာကြောင့်ဝမ်းနေချင်းများစွာနေပေါ့တလန်းချင်းလန်းကမဲတူနဲ့ရှိခဲ့မှုတဲ့အမတရားတွေကိုစဉ်းစားရင်လန်းတဝက်ကိုရောက်လို့လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲရှုံပုတ်တနီယာကနေခွေးကလေးရဲ့ညီတန်ကိုကြားခဲ့လိုက်ရတာပေါ့။အောင်ဒီယာကလည်းတေရှာကြည့်ခဲ့လိုက်တော့ခွေးကလေးကရှုံပုတ်ကနေတလန်းချင်းထွက်လို့လာခဲ့ပါတယ်။တကူလုံးမှလည်းဒံယာတန်ချက်တွေအပြင်းနဲ့ဖြစ်နေကရှီတော့ကဒံယာကတော့တော်တော်လေးကိုစိုးဝါနေပါတယ်။ အောင်စရာကခွေးကလေးကိုမြင်လိုက်ရတဲ့အချိန်မှာတော့အယံကိုဝမ်းသာလို့သွားခဲ့ပြီးပြေးဖက်ခဲ့လိုက်ပါတော့ရယ်ခွေးကလေးကလည်းပျော်ရှင်သွားတဲ့ပုံစံဖြစ်ကအောင်စရာကိုပြန်ဖက်ခဲ့လိုက်တာပေါ့အဲဒီနောက်မှာတော့ခွေးကလေးရဲ့တကူလုံးကိုကြီးပြီးခြေောက်ကတန်ရာကိုမြင်တော့အောင်စရာခမရစိတ်မကောင်းဖြစ်လို့သွားခဲ့ရပါတယ်ဘာမှမဖြစ်ဘူးတော့ငါကောမင်းအယံတော်တယ်တူတူအိမ်ပြန်ကြမယ်လား အောင်စရာဟာမဲလူလေးကိုပကုံးပေါ်မှာထန်ထားခဲ့လိုက်ပြီးကြောပိုးကအင်ကိုပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့အောင်စရာနဲ့မဲလူတို့ရဲ့ကျွဲရှာဖွေရေးမစ်ရှင်ကလည်းပြီးဆုံးလို့သွားခဲ့ပြီးအင်ကိုကောင်းကောင်းမွန်မွန်နဲ့ပြန်လာခဲ့ကြတာပေါ့။ဒါပေမဲ့အောင်စရာကတော့ညတော့ကမဲလူတကောင်တရေကြီးကိုဘလို့တိုက်ခိုက်ခဲ့ပြီးဘလို့ပြန်လာခဲ့လဲဆိုတာကိုစိတ်ဝင်စားလို့နေပါတယ်။ဒါကြောင့်မလို့နောက်ထပ်နောက်ထပ်တွင်မှလည်းဒီတော်လေးကိုမဲလူနဲ့အတူပြန်လာဖို့စိတ်ကူးရင်ကပျော်ရွှင်လို့နေပါတော့တယ်။ ခလန်လန်မှာတော့ကျွဲတအုံနဲ့မဲထုတို့နေရာကိုစိုက်ကြည့်နေတယ်ညာတော့ကတွေးကြရတယ်ရှာရှည်ကြီးတရေကတော့ရှီလို့နေပါသေးတယ်အဆုံးလေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေလည်းတို့ပြန်လာခဲ့ပါမယ်